အနေကစားမတင်မဲဖျားကိုခွယ်လို့ရသလားအလုံးမဲမင်္ဂလာပါဒီနေ့မှာတော့ဖျားအနေကစားတင်ခြင်းမတင်ခြင်းဟာဖျားကိုခွယ်မှုနဲ့ပတ်သက်ပြီးဘယ်လိုဆက်ဆက်မှုရှိနေသလဲအနေကစားမတင်မဲနဲ့ဖျားကိုခွယ်လို့ရသလားစားတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်လက်ရှိသာသနာမှာကျွန်တော်တို့အားလုံးကမြတ်စွာဘုရားရှင်ရဲ့ကိုစားတော်ဖြစ်တဲ့ဇေဒီလေးမျိုးကိုပြုလုပ်ပြီးကိုခွယ်လျက်ရှိကြပါတယ်ဇေဒီလေးမျိုးထဲမှာတော့ဖျားရှင်တတ်တော်တေရှာရှိစဉ်အချိန်တော့ကသုံးဆောင်တော်မူခဲ့တဲ့ဘောရီပင်နဲ့ရေတနုတ်ရေစစ် တပိတ်အစရှိတဲ့အသုံးစားပြည့်စည်တွေကိုထပ်ပလာပြီးတီထားတဲ့ဇေဒီကို ပရိဘောဂဇေဒီတို့ခေါ်ပါတယ်။ဘုရားရှင်ရဲ့စံတော်ကိုတော်မဖြစ်တဲ့အသေးသားအယူအစရှိတဲ့ဓာတ်တော်တွေကိုထပ်ပလာပြီးတီထားတဲ့ဇေဒီကိုတော့ဓာတုဇေဒီလို့ခေါ်ပါတယ်။ပနိစာသမုပ္ပအစရှိတဲ့တရားကျမ်းစာအုပ်တွေကိုထပ်ပလာပြီးတီထားတဲ့ဇေဒီကိုတော့ဓမ္မဇေဒီတို့ခေါ်ပါတယ်။ယနေ့ခေတ်လူတွေပူဇော်နေခဲ့ကြတဲ့ဘုရားစင်တို့တော်တွေကတော့ဩဒိတဇေဒီအမျိုးအစားထဲမှာပါဝင်နေပါတယ်။ တကယ်တော့အဲဒီစီရီမျိုးစား၄မျိုးကိုပူဇော်တဲ့အခါမှာအနေကစားတင်ပြီးတော့မှသာကိုးကွယ်ရမယ်လို့မတတ်မှတ်ထားပါဘူး။ဒါကြောင့်လဲဆိုတော့တာရင်းတာနက်ပြည်မှာရှိတဲ့ဆူလာမရီစီရီတော်ကိုဘယ်ဆရာတော်ကမှအနေကစားသွားတင်တယ်လို့မကြားခဲ့ဘူးကြပါဘူး။အနေကစားတင်ပါဠိဆိုတာကဖျားရှင်ဟာဘောရီပင်ရဲ့ရွှေပလင်အထက်မှာဖျားဖြစ်ပြီးပထမဦးဆုံးဗုဒ္ဓကျွင်းနဲ့ဥထန်းကာရာပါဠိတသက်တာဖြစ်ပါတယ်။ဒါပေမဲ့လူရည်ရဲ့နေအိမ်အဆရှိတဲ့နေရာတွေမှာစင်းသူတော်အစ်စ်ပင့်ဆောင်ပြီး ကိုယ့်ကပူဇော်ကြတော့မယ်ဆိုရင်တော့ရဟန်းတော်တွေကိုပင့်ဖိတ်နေရှိလာကြပါတယ်အဲ့ဒီပွဲမှာခေဆက်ဆက်ကရဟန်းတော်များဟာအနေကစားတိတန်တာရန်ကစတဲ့ဒီကာတာတော်လေးကိုပဲအစကြီးကရုပ်ဖက်ပူဇော်တော်မူခဲ့ကြပါတယ်ဒါကြောင့်လည်းအနေကစားတင်တယ်တို့တင်တင်ကြကြဖြစ်လာခဲ့ပါတယ်နေ့စဉ်နေ့တိုင်းဖျားဝိပြုတဲ့အချိန်မှာလည်းရဟန်းတော်မတွေအများစုကထဲ့သွင်းရွတ်ဆိုပူဇော်ကြပါတယ်အချို့ကအနေကစားတင်မှသာဖျားဟာတက်ဝင်ပြီးပူဇော်ကောင်းတယ်တို့လွဲမစွာထင်မြင်နေကြပါတယ် အမေရိကန်တော့မျက်စောဖျားရှင်ကိုကိုးကွယ်စည်းကတဲ့နေရာမှာ ပုံတော်ရီစေတုတော်တွေကပဓာနာမကြပါဘူးဖျားရှင်ရဲ့ဂုဏ်တော်တွေကသာအဓိကကြပါတယ်အဲဒီသဘောတရားတိုင်းပဲဖျားပုံတော်ရီစေတုတော်တွေဆိုတာကလည်းဖျားရှင်ရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုမျှော်မှန်းလို့လွယ်ကူရအောင်သာကိုးကွယ်ပူဇော်ရတာဖြစ်ပါတယ်အဓိကကတော့ဖျားရှင်ရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအောက်မေ့တတိယပြီးဖျားစကားကိုလိုက်နာဖို့ကသာအခေယကြပါတယ်တချို့ဒေသတွေမှာဆိုရင်အနေကစားတင်တာကဖျားကိုအသက်သွင်းတာလို့ပြောကြပါတယ် အချို့ကလည်းအနေကစားတင်မှသာဖျားဖြစ်တယ်လို့လက်ခံကြသလိုအနေကစားတင်တဲ့အခါယဟန်သုံးပါမဟုတ်ပဲငါးပါပြင်မှသာရတယ်လို့ဆိုကြပြန်ပါတယ်။အမှန်တော့အနေကစားတင်မှဖျားဖြစ်တာမဟုတ်သလိုအနေကစားတင်မှဖျားကအသက်ဝင်သွားတာလည်းမဟုတ်ပါဘူး။ဖျားရှင်ကဖျားဖြစ်ပြီးတော့မှအနေကစားတင်တာဖြစ်ပါတယ်။နောက်တစ်ခုကအဝိညာဏကဖြစ်တဲ့တမဲ့ရုပ်ပေါင်းတော်ကိုအသက်သွင်းတယ်ဆိုတာကထေရဝါဒအယူအဆမဟုတ်သလိုပဲအသက်သွင်းလို့လည်းမရပါဘူး။အနေကစားတင်တယ်ဆိုတဲ့နေရာမှာတန်ခါ၅ပါးပြည့်မှရတယ် သုံးပါးဆိုမရဘူးဆိုတဲ့အယူအဆကလည်းပိဋကတ်ထဲမှာမရှိပါဘူး။ဒါကြောင့်မန်လေးဆရာတော်ဖျားကြီးကသာသနာပြုတယ်ဆိုတာပရိယတိလို့ခေါ်တဲ့စာပေသင်ကြားပို့ချခြင်းနဲ့ပြုရတယ်။ပဏိပတိလို့ခေါ်တဲ့တမထဝိပဿနာအလုပ်တွေကိုနိမန်လမ်းမှန်စနစ်မှန်နဲ့ပွားများအထောက်စီတာတွေလုပ်ကြရမယ်။ဒါမှသာပရိဝေဒသာသနာကိုဆက်ရောက်နိုင်လိမ့်မယ်လို့မိန့်တော်မူပါတယ်။အနေကစားတင်တာနဲ့ပတ်သက်ပြီးတန်ခါ၅ပါး၃ပါးရင်လို့မဟုတ်ပါဘူး။တန်ခါတစ်ပါးတည်းကလည်းအနေကစားတင်နိုင်သလို ပါဠိတော်တွေကိုရွတ်ဖတ်ပူဇော်နိုင်ကြမယ်ဆိုရင်လူတွေလည်းအနေကစားတင်လို့ရနိုင်တယ်ဆိုတဲ့အကြောင်းဆရာတော်ကြီးများကမေးကြားတော်မူခဲ့ပါတယ်။အနည်းချုပ်အဖြစ်ပြောရမယ်ဆိုရင်တော့ဖျားကူးခဲ့မှုမှာအနေကစားတင်ခြင်းပတင်ခြင်းဟာအဓိကမကြဘူးဆိုတဲ့အကြောင်းဘုသူဒ္ဓတရားအနေနဲ့မျှဝေတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။